မီနီကူပါမှာ EV နဲ့ IC အလွဲတခုခွဲလို့ရတဲ့နည်းလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီ logo လေးပဲဒီမှာဆိုလို့ရှိရင်လည်း lucky နှလုံးထဲရအောင်လုံးဝပြတ်သွားပြီပြီးတော့သူ့ရဲ့ CI line design ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ expectation ထက်အများကြီးပိုကောင်းနေတာကိုတွေ့ရတယ်တကယ်တမ်းကျတော့ဒီလောက်ထိမမျောလင့်ထားတော့နောက်ပြီးရင် mini cooper နောက်ပိုင်းပြောင်းလဲလာတဲ့ပုံစံမှာကျွန်တော်သဘောကျတာကသူ့ရဲ့ infotainment screen ပဲဒါဆိုလို့ရှိရင် gear dan လုံးဝ gear dan ကိုဒီနားလေးလည်းမထားဘူးဒီ hand gear မှာလည်းမထားဘူးနဲ့ဒီနားလေးထဲမှာ gear dan ကလုံးဝတိတ်တိတ်လေးနဲ့ကျွန်တော်တို့သုံးခုထားကြတယ် ဒီနှစ်နောက်ပိုင်းတွေမှာမီနီကူပါက EP ဘက်ကိုတော်တော်လေးအားဆိုင်လာတာကိုတွေ့ရတယ်။အဒီမတိုင်ခင်နှစ်တွေတုန်းကမီနီကူပါက EV ရောထွက်တယ်။ဒါပေမဲ့ထွက်သမျှ EV တွေအကုန်လုံးကပေးရတဲ့ဈေးနဲ့ရတဲ့ performance နဲ့မတန်ဘူးလို့ဆိုတဲ့ခံစားချက်မျိုးကိုခံစားရတဲ့အပိုင်းတွေမှာရှိတယ်ပေါ့နော်။အဒီနှစ်နောက်ပိုင်းမှာတော့မီနီကူပါကတော်တော် EV တွေဆိုလို့ရှိရင်လည်း model တွေအများကြီးထွက်လာပြီး performance ပိုင်းတွေမှာဆိုလို့ရှိရင်လည်းအများကြီးကောင်းလာတာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်မီနီကူပါထဲမှာမှာမီနီကူပါ SC ဆိုတဲ့ EV ကားလေးကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ OK，係咯。 ျွန်တော်ဒီဇိုင်းပိုင်းကိုစလိုက်ရအောင်မီနီကူပါကတော့ဒီဇိုင်းပိုင်းကိုပြောရမှာဆိုလို့ရှိရင်တိတ်ပြီးတော့ trade route ပြောစရာမရှိဘူးဘာဖြစ်လို့ဆိုတော့ तू ကအကုန်လုံးဒီဘကဒီဒီဇိုင်းလေးပေါ်မှာပဲအခြေခံပြီးတော့နည်းနည်းပပပြောင်းလဲသွားတာမျိုးပဲရှိတယ်တိတ်ပြီး heavy ပြောစရာတော့မရှိဘူး change ချက်ကြီးလဲလုံးဝပြောင်းလဲသွားတာမရှိဘူးသူရဲ့ highlight ဆိုလို့ရှိရင်လည်းဒီလို style မျိုးလေးပဲအဲ့မှာမှာ data running light ကွတ်ထားတာမျိုးရှိမယ်အတအောင်မှာဒီဇိုင်းလေးနည်းနည်းပပပြောင်းတယ်တကယ် main highlight design ကတော့ဒီတိုင်းလေးပဲအဲ့မှာမှာနည်းနည်းပပအတွင်းပိုင်းမှာပြောင်းလာပြူလာမျိုးလေးရှိမယ်ကျန်တဲ့ဒီဇိုင်းလမ်းခွင့်အချိုးအခွေးတွေအကုန်လုံးကလုံးဝဒီဘ င်တူတာကိုတွေ့ရတယ်။နောက်ပြီးလို့ရှိရင် Mini Cooper မှာ EV နဲ့ IC အလွဲတခုခွဲလို့ရတဲ့နည်းလေးရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဒီ logo လေးပဲ။ အဲဒီ logo လေးပါလဲဆိုလို့ရှိရင်အဒီကားလေးက EV ဆိုပြီးတော့အကြမ်းမြင်သတ်မှတ်လို့ရရပေါ့နော်ဒီလိုနီးနဲ့ mini cooper မှာ EV နဲ့ IC ခွဲလို့ရတယ်အဒီကောင်ကဒီဇိုင်းပိုင်းအရင်မပြောင်းလဲသလိုသူကဒီမှာဆိုလို့ရှိရင်အရှိတ်အဆန်သာ6လုံးပါလာတာတွေ့ရတယ် mini cooper ရဲ့ IC ကတော်တော်များများမှာမှာဒီ grey design တွေကဒီ advance ပုံစံမျိုးသွားတာများတယ်ပေါ့နော်ဒါပေမဲ့ EV တွေမှာဆိုလို့ရှိရင်တော့ဒီ grey design တွေကတော့အပိတ် design မျိုးလေးတွေဖြစ်သွားပြီအဲ့တော့ဒီပေါ့နော် mini cooper ရဲ့ design ကတော့အများကြီးထွေထူးပြောစရာမရှိဘူးကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်လဲသူ့ရဲ့ align design လေးကတော့အဲကားပေါ်ရပေါ်မူတည်ပြီးတော့ ော့နည်းနည်းပါအပြောင်းလဲရှိမယ်ဒီ SC မှာဆိုလို့ရှိရင်လည်းလုတ်ပေးထားတဲ့ပုံစံလေးကမဆိုးဘူး eye catching ဖြစ်တယ်လို့ပြောလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ ring side ပေါ့နော် ring side ဆိုလို့ရှိရင်လည်း16လက်မကိုသုံးပေးထားတယ် mini cooper pp အောက်က ground clearance ဆိုလို့ရှိရင်လည်းလုံးဝနိမ့်နိမ့်လေးပဲတထွားအောင်တိတ်မပြေ့ချင်ဘူးအဲ့ပုံစံမျိုးလေးမှရှိတယ်အဲဒီဘက်ဘေးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ batman ပေါ့နော် batman မှာဆိုလို့ရှိရင်လည်း360 camera ပါမလာဘူးဒါပေမဲ့အချက်ပြပြီးပါမယ်ကျွန်တော် blind spot လေးတော့ပါလာပြီပေါ့နော်အဲပြီးလို့ရှိရင် mini cooper ရဲ့ဒီ mini car ဆန်ဆန်လေးကျွန်တော်တို့တကားလက်ကင်လေးကလည်း body နဲ့တသားတဲ့ပုံစံမျိုးလေးမှရှိမယ် ယ်ပြီးလို့ရှိရင်ကျွန်တော်တို့ frame လက် window ဖြစ်မယ်ပြီးတော့ဒီကားလေးက2 row ကားလေးဖြစ်တယ်ပေါ့နော်ကျွန်တော်အနောက်ဘက်ကြည့်ရအောင်အနောက်ဘက်မှာဆိုလို့ရှိရင်တော့အနောက်ဘက်ဒီဇိုင်းအပိုဆိုးတယ်ဘာလို့ဆိုတော့တခြားကားတွေနဲ့ဘာမှမကွဲဘူးဒီတိုင်းလေးပဲအဲဒီကားမှာတော့အနောက်ဘက်ဒီဇိုင်းမှာနည်းနည်းလေးထူးခြားတာဘာလဲဆိုတော့သူ့ရဲ့နောက်ဘက်မီးသီး နောက်ဖက်မီးသီးကတော့သူက flag ပုံစံမျိုးဆိုပေမဲ့အဲသူကနည်းနည်းလေးဒီဇိုင်းလေးကိုတခြားကိုင်းနဲ့မတူအောင်ပုံဖော်ပေးလိုက်တဲ့အနေအထားမျိုးလေးမှရှိတယ်။နောက်ဖက်မှာကွဲပြားတာဒါလေးပဲရှိတယ်။နောက်ဖက်မှာဆိုလို့ရှိရင်လည်းနောက်ဖက်ဆန်ဆာက6လုံးပါတယ်ဒီအနောက်ဘက်မှာဆိုလို့ရှိရင်လည်းနောက်ဘက်ကင်မရာလေးပါမယ်နောက်ထုပ်လေးပါမယ်ပြီးလို့ရှိရင် internal လေးပါပြီးတော့ဒီ now spoiler လေးဆိုလို့ရှိရင်လည်းထုံးစံတိုင်းလေးထုတ်ပေးထားပြီးတော့မှ brake me ကိုအလဲလေးမှထည့်ပေးထားတယ်အတွင်းဘက်ကာကိုစပိတ်ကိုကြည့်ရအောင် ောက်ဖုံးပေါ်တာရီဘာရင်ညာရီလဲဘာမှပါမလာသေးဘူးရိုးရိုးရှင်းရှင်းလေးပဲအဲနောက်ဖုံးကတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကတူရိုကဖြစ်တယ်တူရိုကကို4 seater ထိုင်မှာဖြစ်တဲ့အတွက်နောက်ဘက်ကာဂိုစပေးကတော့အများကြီးမျောလင်းလို့မရဘူးနောက်ဘက်ကာဂိုစပေးကြီးမှာတော့ထုံးစံပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း luggage နှလုံးထဲရတော့လုံးဝပြတ်သွားပြီအဲတကယ်လို့ကျဲကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ဒီပေါ့နော်အတွင်း passenger seat ကိုခောက်လိုက်မယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းကာဂိုစပေးကတော့ကျကျဝန်းရှိမဲ့အနေအထားမျိုးလေးမှာရှိတယ်အဲ့တော့အများကြီးမပြောတော့ဘူးအတွင်းထဲတော့ကြည့်အောင်ကျွန်တော်တို့အတွင်းထဲရောက်ပြီပေါ့နော် အမှန်တိုင်းပြောရရင်ဒီကားရဲ့အတွင်းထဲကိုကျွန်တော်အများကြီးမမျှော်လင့်ထားဘူးဒါပေမဲ့ဝင်လိုက်တဲ့အချိန်မှာမစိုးဘူးဆိုတဲ့ feeling ကိုခံစားရတယ်ပြီးလို့ရှိရင် Mini Cooper PP ပေါ့နော်တုံးထားတဲ့ material quality တွေကတော့လုံးဝတမူထူးခြားစွာနဲ့တော်တော်လေး ကောင်းတဲ့ထဲမှာပါတယ်ပြီးတော့သူ့ရဲ့ CI တိုင်း design ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ expectation ထက်အများကြီးပိုကောင်းနေတာကိုတွေ့ရတယ်တကယ်တမ်းကျတော့ဒီလောက်ထိမမျောလင့်ထားဘူးဒါပေမဲ့သူဖန်တီးပေးထားတာလေးကမိုက်တယ်ဒီ CI တိုင်းဆိုလို့ရှိရင်လည်း leather ချိုးချိုးပေါ့နော် leather ချိုးချိုးကိုပုံစံလေးလုပ်ပေးထားပြီးတော့မှဒီအတွင်းထဲမှာချိုးလေးတချို့နဲ့ပြန်သွားထားတဲ့ style လေးကထူကြတယ်ဒီဘက်မှာဆိုလို့ရှိရင် crew control ဒီဘက်ကတော့ media control ဒါလေးကတော့ရိုးရိုးရှင်းရှင်းပဲဒါပေမဲ့အဲရိုးရိုးရှင်းရှင်းလေးမှာမှသူက design concept လေးကိုစစပြပြလေးဖန်တီးပေးထားတာလေးကမိုက်တယ်ပြီးလို့ရှိရင် mini cooper ရဲ့ထုံးစံတိုင်းဒီ center လေးကိုလုံးဝဒီ 3D ဖောင်းကြွားပုံစံမျိုးလေး ရှေ့ထွက်နေတာလေးကအထာကြတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ mini cooper style cloud style တွေကအစဒီမှာအမ်ဒါဆိုလို့ရှိရင် gear dan လုံးဝ gear dan ကိုဒီနားလေးလည်းမထားဘူးဒီ hand gear မှာလည်းမထားဘူးနဲ့ဒီနားလေးထဲမှာ gear dan ကလုံးဝတက်တက်လေးနဲ့ကျွန်တော်တို့သုံးခုထားထားတယ်ပြီးတော့မှဒီဘက်မှာ cloud တက်တက်ပါလာပြီးတော့မှ electronic parking brake ကိုထားထားတယ်နောက်ပြီးရင် तू ကဆက်နိုးဖို့အတွက်ကိုလည်း तू အလဲမှာ တော့ပုံစံမျိုးလေးလှည့်ရတာပေါ့နော်သူဆက်နိုးကျင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုပါဝါလေးနှိုးလိုက်ပြီဆိုရင်ဒီကောင်ဆက်နိုးပြီးတော့ကျွန်တော်တို့ဒီကားသွားတဲ့ပုံစံမျိုးလေးနဲ့ဒီမှာလုပ်ပေးထားရတယ်ဒီမှာမှဆိုလို့ရှိရင် media control လေးထားထားပြီးတော့မှဒီ media control ရဲ့အဖွင့်အပိတ်ကိုတခါလေးဒီမှာထည့်မြုပ်ပေးထားရတယ်ဒီအောက်မှာဆိုလို့ရှိရင်တော့ climate control နဲ့ကျွန်တော်တို့ဒီအချက်ပြမီးတွေပါလာမယ်ပေါ့နော်ဒီတစ်ခါမှာတော့ဒီအပေါ်မှာခလုတ်တွေထည့်ပေးထားတာတိတ်မတွေ့ရတော့ဒီအောက်လေးမှာပဲထည့်ပေးထားရတယ်ဒီအပေါ်မှာကဘာမှမပါတော့ဘဲနဲ့ရှင်းရှင်းလင်းလင်းပုံစံလေးလုပ်ပေးထားရတယ်ဒီမှာအချက်ပြမီးနဲ့ SOS လောက်ပဲပါတယ်နောက်ပြီးရင် mini cooper နောက်ပိုင်းပြောင်းလဲလာတဲ့ပုံစံမှာကျွန်တော်သဘောကျလာတာကသူ ရဲ့ infotainment screen ပဲလုံးဝတခြားကားတွေနဲ့မတူဘူး infotainment screen ကိုလုံးဝအဝိုင်းလေးမှာမှာသူကလိုလို design ဖော်ပေးထားတယ်အတွင်းထဲမှာမြင်ရတဲ့ UI US ကလည်း byte တယ် ဒါအပြင်ကိုအတွင်းထဲမှာမြင်ရတဲ့ resolution လေးကလည်းတော်တော်လေးအဲမိုက်တယ်လို့ပြောရမယ်မစိုးဘူးနောက်ပိုင်း mini cooper ရဲ့မှာကျွန်တော်ဒီ design လေးကိုတော်တော်လေးသဘောကျတယ်သူတို့ရဲ့ဘူးတွေပါရေးသွားမယ်ဆိုလို့ရှိရင်လည်း तू ကဒီနောက်မှာ led ထားတဲ့ design တွေကစားဒီ infotainment ရဲ့ design မျိုးတွေကိုထားရတာကို तू ကတွေ့ရတယ်ဒါလေးကတော့သူ့ရဲ့ပြောင်းလဲလာတဲ့ concept လို့ပြောလို့ရတယ်နောက်ပြီး dashboard မှာဆိုလို့ရှိရင် तू ကဒီအပေါ်က fiber ဒီအောက်ကကျွန်တော်လေတာလို့မခေါ်ဘူးနော်ဂျင်းအသားပုံစံမျိုးကမှသူကပြန်ပြီးတော့ဒီဇိုင်းဖော်ပေးထားတာ quality လေးကတော့တော်တော်လေးကောင်းတဲ့အထဲမှာပါတယ်နောက်တစ်ချက်ဒီမှာမိုက်တာကသူက HUD display ကိုမှသူကမှန်ပြန်ခံပေးထားတယ် တခါလေကြာလို့ရှိရင်ဖြစ်တတ်တယ်ဗျာ SUV display တွေကဒီမှန်မှာအရင်ကြီးမမြင်ရတဲ့အနေအထားမျိုးလေးတွေရှိတယ်အဲ့လိုအခြေအနေမျိုးအတွက်ကိုလည်း तू ကဘာလို့ပေးထားလဲဆိုတော့ဒီမှာတစ်ဆင့်မှန်ပြန်ခံပေးထားတယ်အဲ့ဒါလေးကအထာကြိုက်လို့ပြောလို့ရတယ်အဲပြီးကျွန်တော်တို့ဒီထိုင်ကုန်လေသားပေါ့နော်ထိုင်ကုန်လေသားတော့ပုံဝင်လင်းလင်းပြောရရင်အရင်ကြီးအားတော့မရဘူးထိုင်ကုန်လေသားကမဆက်ဆက်ဖြစ်တယ်နောက်ပြီးအားမရတာကစီမော်တာမပါဘူးအဲ့ဒါကြီးကတော့လုံးဝအဆင်မပြေဘူးပေါ့နော်လုံးဝစီမော်တာမပါဘူးပြီးလို့ရှိရင် तू ကလက်တွင်ကုန်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲအတင်အချလည်းပြုလို့မရဘူးဖယ်လို့လည်းမရဘူးဒီတိုင်းလက်တွင်ကုန်ကအသေးကြီး ပြီးတော့မှ तू ကအတွင်းပိုင်းကာဂိုစပေ့ကိုဒီနားလေးထဲမှာကာဂိုစပေ့သဘောမျိုးနဲ့ဒီ box လေးပုံစံမျိုးလေးနဲ့ तू ကထားလာပေးထားတယ်။အဲဒီမှာမှ तू ရဲ့ style ပေါ်တော့ဂျင်းနဲ့ကြိုးလေးတစ်ခုဖန်တီးပေးထားတယ်။အဲဒီမှာဆိုလို့ရှိရင်လည်းကပ်ဖိုရာလေးပါမယ်။ wireless charger ဒီအောက်မှာမှ USB type C ပေါ်နှစ်ပေါ့လေးတစ်ခုထားလာပေးထားတယ်။ဒါလေးပဲတခြားဘာမှထွေထူးထူးမပါဘူး။ Alexander console ရော design လေးလုပ်ပေးထားတာလေးကတော့အရန်မိုက်တယ်။ပြီးမှတခြားကြည့်တော့မှ तू ဟိုးအောက်ထဲမှာ तू ကတွဲဖို့ socket လေးကိုထပ်ထည့်ပေးထားတာလေးပေါ့နော်။ဒီမှာက ကားကလည်းသေးတာဖြစ်တဲ့အတွက်တချို့ဟာလေးတွေမှာတော်တော်လေးလျှော့ပြီးတော့မှ minimalist ပုံတော့အကုန်လုံးကိုတည်တည်လေးနဲ့သူ့နေရာနဲ့သူထားထားပေးထားတဲ့ပုံစံလေးမှာရှိတယ်အဲပြီးလို့ရှိရင်သူက air con တွေပုံတော့ air con တွေအကုန်လုံးကိုလည်းသူကဒီမှာ air con controller ရဲ့ဒီဘက်ဘေးတွေမှာကျွန်တော် rotation လေးနဲ့ကျွန်တော်အထင်းအတွင်းထဲက shutter ပုံတော့ shutter လေးကိုကစားလို့တော့ကိုလည်းဒီမှာ rotation လေးအနေထားမျိုးလေးနဲ့ထားထားပေးထားကိုတွေ့ရတယ်နောက်ပြီးရင်ကျွန်တော်ဒီကားမှာကြိုက်တာပါဆိုတော့တကားရဲ့ဖွဲ့စည်းတိဆောက်ပုံ ဒီကားလေးရဲ့တကားဖွဲ့စည်းတိစောက်ပုံလေးကတော်တော်လေးမိုက်တယ်ဒီမှာဆိုလို့ရှိရင်ဒီမှာသုံးထားတဲ့ဂျင်းစားလိုအသားမျိုးကိုမှအပေါ်မှာဟိုဟာတချပြန်အုပ်ထားတာဒီမှာတော့သူက fiber လေးပုံနော် fiber လေးနဲ့ဒီဇိုင်းဖော်ပေးထားတယ်အဲ့မှာမှသူကတကားအဖွင့်ပိတ်နေတကားလော့ချဒီမှာကမှန်တင်မှန်ချတယ်မှန်ချိန်ပုံနော်ပြီးလို့ရှိရင်မှန်ချိုးမှန်ခေါက်တော့ကိုထည့်ပေးထားတယ်ခြုံပြီးပြောမှဆိုလို့ရှိရင်သူရဲ့တကားဖွဲ့စည်းတိစောက်ပုံလေးကအားရဖို့ကောင်းတယ်ဒီအောက်မှာတော့သူက space လေးတစ်ခုဖန်တီးပေးထားပြီးတော့ကျွန်တော်ရေဘူးလေးဘာတွေညာတွေထည့်ဖို့တော့ကိုလည်းလုပ်ပေးထားတယ်အနောက်ဘက်ကတော့ဝင်မပြတော့ဘူးပွင့်လင်းပြောအနောက်ဘက်ကတော့ ကျင်းတယ်ဆိုတဲ့အထဲမှာပါတယ်ဒီလက်ရှိပေါ်တော့မြင်နေရတဲ့အနေထားမျိုးမာတောင်မှပဲဒီပေါ်တော့လက်ရုံးကလုံးဝမလွတ်ဘူးလူအရက်ရှည်တဲ့လူမျိုးဆိုလို့ရှိရင်ဒီမှာလုံးဝအဆင်မပြေတဲ့အထဲမှာပါတယ်နောက်ဘက်လက်ရုံးကတော်တော်လေး ကျင်းတယ်လို့ပြောလို့ရတယ်ဟာရွန်လေးကတော့မစိုးဘူးဆိုပေမဲ့လက်ရွန်ကကျင်းတယ်ပြီးရင်နောက်ထပ်အနောက်မှာကအဆင်ပြေတာကဘာလဲဆိုတော့အနောက်မှာတုံထားတဲ့လေသာ quality ကအရှိမသုံးထားတဲ့လေသာ quality ကိုပဲတုံထားရပုံတော့အဲ့ဒါလေးကတော့အားရဖို့ကောင်းတယ်အနောက်မှာတော့ तू ကဟို2 seater လောက်ပဲထိုင်လို့ရမယ်2 seater အောင်မှာနည်းနည်းလေးကြက်ကြက်တက်တက်ထိုင်ရမယ့်ပုံစံမျိုးလေးမှာရှိတယ်ဒီကားမျိုးတွေက၂ယောက်ပဲစီးရင်မိုက်တယ်ဗျာကိုနဲ့ကိုကောင်ပါလေးနဲ့၂ယောက်တည်း AC ချေးလို့ကောင်းတဲ့ပုံစံမျိုးလေးပုံတော့အဲ့ဒါမျိုးလေးဆိုလို့ရှိရင်တော့အဆင်ပြေတယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီကားကအရင်အဆင်ပြေတဲ့နေရာမှာမပါဘူးတကယ်ချင်းနေနဲ့သွားပြီးတော့ကျွန်တော် ဟန်နောက်လောက်တာမျိုးတို့သွားပြီးတော့ဒီခီးသွားမျိုးဆိုလို့ရှိရင်တော့ဒီကားလေးကအဆင်မပြေဘူး။နှစ်ယောက်လောက်ပဲအေးဆေးတက်တောင်းတက်တာသွားမယ်ဆိုလို့ရှိရင်တော့ဒီကားအဆင်ပြေရတယ်မှာပါတယ်ပေါ့နော်။အဲ့တော့ဒီကားရဲ့အချက်လက်လေးပြောအောင်။ကဲအခုကတော့ဒီကားလေးရဲ့အချက်လက်လေးတွေကိုပြောရမယ့်အချိန်ရောက်လာပြီ။အဲဒီကားလေးကတော့ driving range အနေနဲ့ဆိုလို့ရှိရင်တော့၄၀၂ကီလိုမီတာတည်းရှိတယ်။ battery capacity ကကျတော့54.2 kWh ရှိပြီးတော့သူရဲ့ torque ပေါ့နော်။ ခေါကဆိုလို့ရှိရင်တော့330နျူတန်မီတာထိရှိတယ်ဗျာနောက်ပြီးလို့ရှိရင်သူ့ရဲ့ maximum speed ပေါ့နော် maximum speed ဆိုလို့ရှိရင်လည်း180တိရှိတယ်ဗျာဒါလေးကတော့ဒီကားလေးရဲ့အချက်လက်ချင်းလေးပဲဖြစ်ပါတယ်ကျွန်တော်အခုတက်ဆက်ပေးခဲ့တာကတော့56ကြိမ်မြောက်ဘန်ကောက် International Motor Show မှာပြသထားတဲ့ Mini Cooper ရဲ့ Mini Cooper SC ဆိုတဲ့ EV ကားလေးကြောင့်တက်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဘောကျွန်တော် Just Right ကထည့်ချုံးပါနောက်ဘက် back camera လေးဒီမှာထည့်ပေးထားတယ်အဲသူ့ spoiler လေးအသေးအ sorry 3 to 1ကိုဒီတစ်ခေါက်မှာတော့ तू อ่ะဒီအပေါ်မှာကီးတွေတိတ်ထည့်ပေးထားတာကိုမတွေ့တော့ဘူးကီးဆိုလို့ဒီနားလေးတွေမှာပဲထည့်ပေးထားတဲ့ပုံစံပြန်သားမယ်3 to 1ကိုနောက်ပြီးရင်ကျွန်တော်တို့ဒီပေါ်တော့ mini cooper မှာ ev နဲ့ ic နဲ့အလွဲတစ်ခုခုနောက်ပြီးလို့ရှိရင် mini cooper မှာ ev နဲ့ ic နဲ့အလွဲတစ်ခုခုကနောက်ပြီးလို့ရှိရင် mini cooper မှာ ev နဲ့ ic အလွဲတစ်ခုဒီအောက်မှာတော့ तू อ่ะ cargo space sport ဒီအောက်မှာတော့ तू อ่ะ